ရန်ကုန်တိုင်းဆက်နေစဉ်တရရန်စီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့များမို့ထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တရရန်အကြောင်းအရာတွေကတော့အမေ EAC အတတရံပြန်ခွေကျောက်ခွင့်ဗီဒီယံနှိပါရရှိဆိုတဲ့ခင်းမန္တလေးမြို့မှာပျော်တမ်းသူရိယာအတင်းနှစ်တရားပြည့်အထရမတ်ကျင်းပမည်ဆိုတဲ့သတင်း ရန်ကုန်နှင့်ပသိမ်စိတ်ကမ်းများမှဘင်္ဂလားဒေ့ရှ်တို့စံဖြူများတင်ပို့သွားမည်ဆိုတဲ့သတင်းနိုင်ငံကအထရင်ပုံလေးနဲ့တရုတ်နှင့်အိန္ဒိယကြားတိုက်ရိုက်လေးချောင်းခရီးစဉ်ပြန်လည်စတင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ MAEIC ရဲ့တည်ရန်မြန်ငွေ6.9ဘီလီယံနီးပါးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024-2025ဘဏ္ဍာနှစ်မှာတင်းငင်းကုန်းလက္ခဏာစည်းကြီးကိုစီမံခန့်ခွဲနေတဲ့မြန်မာ Agro Exchange အများနှင့်သက်ဆိုင်သောကုမ္ပဏီ Limited MAEIC ကတည်ရန်မြန်ငွေ6.9ဘီလီယံနီးပါးရရှိခဲ့တယ်လို့2024-2025နှစ်ပတ်လည်အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်။ အတတရံမြတ်ငွေရရှိမှုအနေနဲ့2023 2024ဖန်နာနှစ်နဲ့နိုင်ရှင်ပါကငွေကျပ်တည်တရမ1.36ဘီလီယံမြင့်တက်လာခဲ့တယ်လို့ဆိုပါထိသာပြင်း2023-2022ကာလသို့ဖနာနှစ်ထက်ငွေချက်6တရမ3.6ဘီလီယံ2022-2023ဖနာနှစ်ထက်ငွေချက်4တရမ2.66ဘီလီယံအထိနှစ်အလိုက်တိုးတက်ရရှိခဲ့တယ်လို့သိရပါတယ်။ အခုနှစ်အထွန်းအလဆောက်ပွဲရုံတွေတိဆောက်ရောင်းချရမှုနဲ့ဈေးရုံကကုန်ချုပ်လက္ခဏာရုံတိုးချဲ့ဖွင့်လှစ်နိုင်ခြင်းကြောင့်ဝင်ငွေတိုးတက်ရရှိခဲ့ပြီးဈေးလုံငန်းမှဝင်ငွေဟာ6.2ဘီလီယံရှိပြီးပြီးခဲ့တဲ့ဗန်နာနှစ်နဲ့နိုင်ရှင်ရှင်36ရာခိုင်နှုန်းတိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ MAEAS အနေနဲ့တင်းငုံလကားစေကြီးကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ခွင့်ပြုချက်နဲ့စီမံကိန်းမြေ area 82တရမခွန်ရှင်ဧကအပေါ်မှာတိဆောက်ရေးလုပ်ငန်းတွေဆောက်ရွက်နေတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းပုံအနေနဲ့မန္တလေးမြို့မှာပျော်ရန်သူရိယာအသင်းနှစ်တရားပြည့်အထိုင်အမှတ်ကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့မှာပျော်ရန်သူရိယာအသင်းနှစ်တရားပြည့်ထရမ်းမှန်အခမ်းအနားကိုယခုလ28ရက်မှာမန္တလေးမြို့ရန်နာဘုံခမ်းမှာမှကျင်းပသွားမယ်လို့သိရပါတယ်။ အဆိုပါခန္ဓာကို အောင်မြင်စွာကျင်းပါနိုင်ရေးညှိနှိုင်းရေးစီဝေးကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ယုံအစည်းအဝေးခန်းမှာကျင်းပခဲ့ပြီးအစည်းအဝေးတို့မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်တိုင်းဒေသကြီးဝန်ကြီးများမန္တလေးမြို့မှာပျော်ရန်သူရိယာအသင်းနှစ်တရားပြည့်ရထရမန်အခမ်းအနားကျင်းပရေးဦးစီးကော်မတီနဲ့လုပ်ငန်းကော်မတီတို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည် တိုင်းဒေသကြီးဝန်ကြီးချုပ်က1925ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့မြို့မှာပျော်ထန်းသူရိယာအတင်းကြီးမှာမကြာမီနှစ်တရာပြည့်တော်မှာဖြစ်ပြီးမန္တလေးနှင့်မြို့မှာပျော်ထန်းသူရိယာအတင်းကြီးမှာ ခွဲခြား၍မရပါကြောင်းနှစ်တရာပြည့်ပွဲတော်အခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီနဲ့လုပ်ငန်းကော်မတီများဖွဲ့စည်းတာဝန်ပေးထားပြီးလိုအပ်သည့်များကိုပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ မန္တလေးမြို့မှာပျော်ရန်သူရိယာအတင်းကြီးနှစ်တရာပြည့်ရှားပြည့်ရဲ့ကျိုးဝတ်ဖြစ်အထက်ရမှန်မဂဇင်းထုတ်ဝေခြင်းနိုင်ငံကျော်အမှုပညာရှင်များနှင့်မြို့မှာသူရိယာပင်ထိုင်ရဆိုရှင်များပူးပေါင်း၍အမတ်တရာဒေသချင်းများအခမဲ့ထုတ်ဝေဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပြီးမြို့မှာဒေသချင်းများအဆိုပြိုင်ပွဲများကိုလည်းကျင်းပသွားမယ်လို့သိရပါတယ်ရှင်ဆလပီ ရန်ကုန်နှင့်ပသိမ်စိတ်ကမ်းများမှဘင်္ဂလားဒေ့ရှ်တို့စံဖြူများတင်ပို့သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်နှင့်ပသိမ်စိတ်ကမ်းတွေကနေဘင်္ဂလားဒေ့ရှ်တို့မြန်မာနိုင်ငံကနေထွက်ရှိတဲ့စံဖြူတွေတင်ပို့သွားမယ်လို့မြန်မာနိုင်ငံစံစဘာအတင်းချုပ် MRF ကသိရပါတယ်။ MRF နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရထိုဝက်ချချုပ်ဆိုးခဲတဲ့စာချုပ်ဝယ်ရှာဘင်္ဂလားဒေ့ရှ်နိုင်ငံတူလောင်ရုပ်ထဲအရောက် CIF စစံပြူတံကို အမေရိကန်ဒေါ်လာ396ဒရမ5ဒေါ်လာနဲ့ရောင်းချဖို့သဘောတူထားတာပါအခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်နဲ့ဒီဇင်ဘာလပထမအပတ်မှာရန်ကုန်စိတ်ကန်းခါနေတင်မောနှက်စီနဲ့စံတန်းချင်း4500ပသိမ်စိတ်ကန်းခါနေတန်းချင်း9500တင်ပို့သွားမယ်လို့ဆိုပါတယ် အဒီလိုတင်ဖို့ရှာမှာကုမ္ပဏီပေါင်း30တခုကနေတင်ဖို့သွားမှာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့မြန်မာနဲ့ဆန်တင်သွင်းမှုဆိုင်ရာနားလည်မှုစာချုပ်လွှာကိုလက်မှတ်ရေးထိုးထားပြီးသဘောတူညီချက်တွေက2029ခုနှစ်အထိတည်ထောင်ရှိပြီးနှစ်နိုင်ငံချောင်းချုပ်ဆိုထားတဲ့ MOU အရမြန်မာကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလက်ရှိမှာ၃ချိန်အထိဆန်တင်ဖို့ရောင်းချထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ တရုတ်နှင့်အိန္ဒိယအကြားတိုက်ရိုက်လေးချောင်းခရီးစဉ်ပြန်လည်စတင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နယ်အိန္ဒိယချောင်းတိုက်ရိုက်လေးချောင်းခရီးစဉ်များငါးနှစ်သားရပ်ဆိုင်းထားပြီးနောက်တနင်္ဂနွေနေ့မှ ပြန်လည်စတင်ခဲ့ပြီး ပထမဆုံးခရီးစဉ်ကတော့၄၉၅ရာခိုင်နှုန်းပြည့်သွားခဲ့ပါသေး။ China Eastern Airline မှလေယာဉ်ခရီးစဉ် MU563 ဟာခရီးသည်248ဦးသင်ဆောင်လာပြီးရှန်ဟိုင်းဖူထုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေဒေးလီသို့တနင်္ခနွေနေ့လည်းတနအီ2မိနစ်မှထွက်ခွာသွားခဲ့ပြီးယခုနေ့အတွင်းတရုတ်အိန္ဒိယထိုက်ရိုက်ခရီးသည်ပို့ဆောင်ရေးပြန်လည်စတင်လိုက်တဲ့ပထမဆုံးတရုတ်လေကြောင်းလိုင်းဖြစ်လာပါသည် ရှန်ဟိုင်းဖူထုံဝပ်ပြည်ပဆိုင်ရာလေဆိပ်ရဲ့ဆက်သွဲမှုထွေးချောင်းခရီးသည်တွေဟောင်းတရုတ်မျိုးတွေအပြင်မြောက်အမေရိက အရှိမြောင်အာရှနိုင်ဥရောပတို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကိုပါကူပြောင်းသွားလာနိုင်မှာထိအရှင်ခါဆိုရှင်ကူပြောင်းပြန်တန်းရှာထားချောင်းအချိန်အရန်ကုန်ပြီးအလွန်ပင်ပန်းချောင်းအခုဆိုရှင်အိန္ဒိယထန်ထိုက်ရိုက်သွားလာရှာထားများစွာလွယ်ကူပြီးဖြစ်ချောင်းခရီးသည်လျှူချီယုံခပြောပါထိတ် အနာဂတ်မှာခရီးသည်တွေရဲ့အကြံဉာဏ်တွေပေါ်မူတည်ပြီးနောက်ထပ်ပြန်တမ်းမှုလမ်းကြောင်းဖွင့်သွားမှာဖြစ်ပါထိတ်။ရှန်ဟိုင်းနဲ့ဒေလီခရီးစဉ်ထိုင်ကုန်နေရာတွေအနေနဲ့လမ်းမဲ့ရေတရပတ်အတွင်း60ရာခိုင်နှုန်းကျော်မယ်လို့ခန့်မှန်းထားကြောင်းအိန္ဒိယနဲ့တရုတ်ချာလေကြောင်းလိုင်းကွန်ရက်ဆက်လက်မြင့်တင်သွားမှာဖြစ်ကြောင်း China Eastern Airlines မြေပြင်ဝန်ဆောင်မှုဌာနမှအကြီးအကဲမန်နေဂျာဝန်ကြီးရန်ကပြောသွားပါထိတ်လို့သိရပါထိတ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရဲ့အစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမခါတော်မြန်မိုးထပ်ပါ thank you